I want to say something to Papa Noah. Why? Papa, you said four B's are important, right? Yep. Body, hair. Okay. Beauty, hair. Brain, yes. And business. Yeah. Business, here. အခု JK လိုလူမျိုး JK လိုအုံနောက်မျိုးရှိရဲ့အလှမယ်မျိုးထပ်ပေါ်လာဖို့ဆိုတာလေထပ်ပြီးတော့ ရှားလာပြီပေါ့ဆိုတော့အဲ့လိုပေါ်လာတဲ့အချိန်မှာကျွန်တော်ဒီဟိုပေါ်လာရဲ့မယ်တွေအလှရပေါ့ JK ဆိုလဲ JK အလှရပေါ်လာရဲ့သူတွေကို support လုပ်ပေးဖို့ကကျွန်တော်နိုင်ငံသားတွေလုပ်ပေးတဲ့လို့ထင်တယ် body beauty brain မှာ brain ကအားသာတဲ့ဒီ brain ကိုပံ့ပိုးပေးဖို့အတွက်ဘာတွေပံ့ပိုးပေးမှဒီကလေးကအမြင့်ကိုရောက်မှာလဲဆိုတာမျိုးပံ့ပိုးပေးမှာပဲကျွန်တော်နိုင်ငံ version မြင့်မှာမဟုတ်ဘူးလားအဲ့တော့အားလုံး why blame me ထိုးချနေမယ်စား तू အားသာရဲ့နေရာကိုအားသာချက်ဖြစ်အောင်ပံ့ပိုးပေးမှာပဲအပေါ်ရောက်မှာလေအဲ့လိုဂျင်နာ placement နေလိုဂျင်ကြရဲ့အားလုံးက ပြီးဝိုင်းပြီးထိုးနှက်နေကြတယ်တိုက်ခိုက်နေကြရယ်ဆိုအလကားပဲအခုကတော့ training နေပေါ့ training နေတောက်လျှောက်ပဲ training နေမှာမှဒီ miss ပြိုင်မဲ့သူတွေ mr ပြိုင်မဲ့သူတွေပြီးတော့ဒီ hyper smack အတွက်လာ join ကြတဲ့ celebrity တွေရောနောက်ထပ်လာမဲ့သူတွေလည်းတောက်လျှောက်ရှိနေတော့အဲ training နေမပြတ်ဖြစ်နေတာပေါ့ဒီရက်တရတော့ စနေပါပြီအဲတချို့ကလေးဆိုစူပရာအတွက်ကော grand အတွက်ကောစနေရကလေးတွေအများကြီးရှိရဲအော်ဒီမှာလဲဆရာဖြိုးနဲ့လာ train နေနှစ်ယောက်သုံးယောက်စီရှိကြတယ်စူပရာအတွက်ဆိုအဲ grand အတွက်ဆိုလို့ရှိရင်လလာပြီး appoint လုပ်ထားရရှိရဲဆိုတော့အဲ့လေးတွေတို့ပြန်ပြီးဆိုမှပဲတို့ announce လုပ်မှာဆိုအဲ့ကြလို့ရှိရင်တော့သိရမှာပါပေါ့အဲအရင်အဲ body beauty brain မှာလေအဲသူအရင်အားသာတယ်သူရဲ့ brain ကိုလေ smart ဖြစ်အောင် intelligent ဖြစ်အောင်သူအရင် သုံးချနိုင်တယ်အဲ့ဒါကျွန်တော်တို့အတွက်ကောင်းတဲ့ပြရော်တစ်ခုပဲလေအဲ့တော့အဲ့ဒါကအရင်အားရတယ်တကယ်တည်းရှင်းတဲ့အဲ့ဒါလေးကိုအတူရဲ့ကြိုးစားအားထုတ်မှုကလေအဲသူစုရပြီးတဲ့အချိန်ကနေပြီးတော့အခုချိန်ထိအအများကြီးကိုသူ transformation လုပ်ထားတယ်။အဲ့အဲ့ဒါတွေကအရင်အားရတယ်။ပြီးတော့အဓိကသူ interview မှာ close door interview မှာသူပြောထားတာတွေဒီကျွန်တော်ဒီမိကွန်းတစ်ခုကိုဘယ်လို save online ကနေဖြည့်သွားမလဲဆိုရဲအဖြေတွေကအားတာချက်ပဲ။သူအရင်ဖြည့်သွားနိုင်တယ်။အဲ့ဒါကမှကျွန်တော်တို့ဒီလိုလားတဲ့ အဖြေတစ်ခုကိုသူရအောင်ဖြေသွားနိုင်တယ်ဆိုတဲ့အချိန်မှာတဲ့အားရပါတယ်ကျင်းနေရပါတယ်အာပန်းတတာအဲဒါကြောင့် smack ဖြစ်တယ် intelligent ဖြစ်တယ်လို့ပြောတာသူရဲ့ own knock က well train နေဘလို့မိဘတွေကဘလို့ငငယ်လေးတည်းကနေပြီးတော့ well train လုပ်ထားတယ် educate ဖြစ်တယ်ဘလို့ပညာရေးကိုပြုစုပြိုးထောင်ထားတယ်ဆိုတာကြီးอ่ะအဲ့ဒီ interview မှာလည်းပေါ်လွင်တယ်မနေ့က preliminary အဲတနေ့ကပေါ့ preliminary မှာဆိုလို့ရှိရင်သူ preliminary မှာပြောသွားတဲ့စကား before လိုချင်တာဟုတ်တယ်မလားလို့သူပြောသွားရဲ့နောက်ဆုံးမှသူပြောသွားရဲ့ business က this strategy ကိုလိုချင်ငါဆရာဝယ်ငါဆရာမဝယ်တာမှငါပေးတုံးမယ်ဆိုရင်ဟာမျိုးနဲ့သူပပနဲ့နဲ့နဲ့ဒီ voting တောင်းတဲ့နေရာမှာတော့မှအာပညာရှင်တယောက်ပုံစံမျိုးနဲ့ပြောသွားနိုင်တယ်ပညာရှိပိသားဆိုပြောသွားနိုင်တယ်ဆိုတာဒါသူရဲ့ intelligent ဖြစ်တာကိုပြသွားတာဆိုအရင် smart ဖြစ်တယ်အရင်အကုန်ယူရတယ်အဲ့ဒါလေးရတော့ဆိုအဲ့ဒီမှာတော့တော့ဟုတ်တယ်လေအရင်မိုက်နေဆိုပြီးတော့သမောကြကြတယ်ဆိုတော့အမိုက်တာပေါ့ မိုက်တာပေါ့သူကိုယ်လည်း Brazil trainer နဲ့သွား train ထားဆိုတော့လေကျင်းနေရပါတယ်သူ train ထားတဲ့ဟာမှာလည်းသူ့ရဲ့ transformation တွေကိုတိတိကျကျပြသွားနိုင်တယ်ဆိုတော့တကယ်ကိုလှပိုင်အဲ evening ကောင်းမှာတော့လုံးဝဖြာပြီးတော့တကယ် queen တယောက်လို့ထွက်လာနိုင်တာဆိုတော့တော်တော်ကြီးကျင်းနေရတယ်အဲကျွန်တော်နိုင်ငံကလေစံတက်မဲ့ချက်ကအရင်ကိုပေါင်ကျင်းလို့နေဒီပေါင်လေးထဲမှာပဲထားတာဒီလိုအလှရှိရမယ်ဒီလိုစံတက်မဲ့ချက်နဲ့ရှိရမယ်ဆိုတဲ့ဟာမျိုးဆိုတော့အဲ့ဒီ beauty studio ရဲ့တိုက်ကြီးကိုဖျက်လိုက်ပါဆိုတော့ကျွန်တော်က ဘယ်နေရာမှာအားသာရလဲဒီမယ်ဒီမောင်နေရာဘယ်နေရာမှာအားသာရအဲအားသာရနေမှာဘယ်လိုပန့်ပိုးပေးရမှာလဲ body beauty brain မှာ brain ကအားသာတယ်ဒီ brain ကိုပန့်ပိုးပေးဖို့အတွက်ဘာတွေပန့်ပိုးပေးမှာဒီကလေးကအမြင့်ကိုရောက်မှာလဲဆိုတာမျိုးပန့်ပိုးပေးမှာပဲကျွန်တော်နိုင်ငံ version မြင့်မှာမဟုတ်ဘူးလားအဲ့တော့အားလုံး wine blame ထိုးချနိုင်မယ်စာသူအားသာရနေရာကိုအားသာချက်ဖြစ်အောင်ပန့်ပိုးပေးမှာပဲအပေါ်ရောက်မှာလေအဲ့တော့လိုချင်တာ placement နေလိုချင်ကြရအားလုံးက ပြီးဝိုင်းပြီးထိုးနှက်နေကြတယ်တိုက်ခိုက်နေကြရယ်ဆိုတော့အလကားပဲကျွန်တော်ပြီးခဲ့နှစ်ကတသေးပြိုင်တော့ဆိုလဲကျွန်တော်တသေးကိုအရင်အားပေးခဲ့တာအရင်တဘောကြရတယ်သူရဲ့ intelligence ဖြစ်တာ smack ဖြစ်တာအဲ့အရာတွေဆိုလို့ရှိရင်အားပေးခဲ့ကြတာပဲအခု JK ဆိုလဲ JK အလှနဲ့ JK အဲ့တော့အားလုံးကသူ့အလှနဲ့သူရှိကြရဲ့အချိန်မှာသူရဲ့အားသာချက်တွေကိုပို့ပြီးတော့ version မြင်အောင်ကျွန်တော်အားပေးပြီးတော့ဝင်းရံရမှာလေ အရင်ဝန်းတာရတယ်ကျွန်တော်နိုင်ငံအတွက်ဒါအကောင်းဆုံးဆိုတဲ့အရာကိုချက်ပြနိုင်တဲ့အလှမယ်မျိုး intelligent ဖြစ်တဲ့ smart ဖြစ်တဲ့လူမျိုးပေါ်လာတာအဲနောက်ထပ်ထပ်ထွက်ပေါ်လာဖို့တော်တော်ရှားလိုက်မယ် အဲအခုဆိုလို့ရှိရင်နန်းနာရဲ့အဲမြင့်မြတ်မိုးရဲ့ထပ်သွားဖို့ရှိရတယ်သူတို့ဆိုလဲဒါ education ကောင်းတဲ့ကလေးတွေသူတို့ဆိုလဲကျွန်တော်ကပံ့ပိုးပေးရမှာဝန်းရံပေးရမှာအခု JK ပြိုင်နေဆိုလဲ JK ကိုဝန်းရံပေးရမှာပဲအခုမစ်ဆက်သွားပြီဆိုလဲမစ်ဆက်ကိုလည်းဝန်းရံပေးကြရမှာပဲအားပေးကြရမှာပဲသူတို့ဘယ်နေရာမှာအားသာတယ်လဲအားသာတဲ့အပိုင်းမှာပို့ပြီးတော့အမြင့်ရောက်ဖို့ support လုပ်ပေးရမှာအခု JK လိုလူမျိုး JK လိုအုံနောက်မျိုးရှိရဲ့အလှမယ်မျိုးထပ်ပေါ်လာဖို့ဆိုတာလဲထပ်ပြီးတော့ ရှားလာပြီပေါ့ဆိုတော့အဲ့လိုပေါ်လာတဲ့အချိန်မှာကျွန်တော်ဒီဟိုပေါ်လာမယ်တွေအလှရောက်ပေါ့ JK ဆိုလဲ JK အလှရောက်ပေါ်လာတဲ့သူတွေကို support လုပ်ပေးဖို့ကကျွန်တော်နိုင်ငံသားတွေလုပ်ပေးတဲ့လို့ထင်တယ်အဲ့ကိုနိုင်ငံသားတယောက်ကဒီပြိုင်ပွဲဒီ organization အောက်မှာသွားပြိုင်နေရပြီဆိုလို့ရှိရင်မျက်နှာပန်းပွင့်ဖို့မျက်နှာပန်းလှဖို့ကဝိုင်းဝန်းကြရမှာပံ့ပိုးပေးကြရမှာလေအဲ့ဒါတွေလိုအပ်တာပေါ့ကျွန်တော် fan တွေကလည်းတစ်ဖက်ပိတ်နေဖို့ဟိုအရင်ပြောရတယ်အရင်တစ်ဖက်ပိတ်တယ်များတယ် အဲ့တော့ဘလိုနေရာမှာဘလိုအားတာရလဲအားတာရနေမှာဘလိုအားပေးရမလဲဆိုရဟာမျိုးမှာအရင်အားနေတယ်ပေါ့အဲ့ဒါလေးကိုတော့စိတ်မကောင်းဖြစ်မိတယ်။ကိုတားနေမဟုတ်လဲအားပေးဟုတ်တယ်ကျွန်တော်ကလေအဲ passion ကိုအရင်ချစ်တယ်အရင်မြင့်လို့ရဲအဲ့ဒါကြောင့်လေဒီ industry ရဲ့မှာဟိုနှစ်နှစ်ကကနေဆယ်စုနှစ်တစုကျော်ကြာလောက်ကင်နေရလေကျွန်တော်စလုပ်တဲ့ passion နဲ့ပဲစရလေတခြား line ကနေကူးလာတာမှမဟုတ်တာအဲ့တော့ ဟိုကိုတပည့်မဟုတ်လေတခြားလူတွေဆိုလည်းအခု JK ဆိုလည်း JK အခု Miss ဆိုလည်း Miss အဲ့တော့နာနာဆိုလည်းနာနာမြင့်မြင့်မိုးဆိုလည်းမြင့်မြင့်မိုးအားပေးရမှာပဲသူတို့တွေအားတာနေတယ်သူတို့တွေဝမ်းမန်းတတာနဲ့ဟိုနိုင်ငံအတွက်စ조사ပေးနေတယ်ဆိုတာနဲ့လေကျွန်တော်ပီတူတွေကအားပေးကြရမယ်ကျွန်တော်အသိပညာရှင်အသက်ပညာရှင်တယောက်ချင်းစီကလည်း support လုပ်ပေးမှာပဲသူတို့ရဲ့နေရာတစ်ခုဒီ version မြင့်သွားမှာလေအဲ့တော့အားပေးရဆိုတဲ့နေရာမှာလည်းကျွန်တော်ကတဖက်ပိတ်ဖြစ်မနေဖို့လိုတယ်ဘယ် organization အမလို့အားမပေးတာဘာလို့ သားသမီးမလို့အာမပေးတယ်မဖြစ်စေချင်ဘူးကိုယ့်နိုင်ငံကိုဂုံဆောင်တာမြန်မာဆွဲဆလွယ်ကိုလွယ်ထားရတာအဲ့တော့ဒီမြန်မာဆိုတဲ့ဂုံမညှိုးငယ်အောင် support လုပ်ပေးရမှာကျွန်တော်ကသွားပြီးအောက်ကနေလေဘာဖြစ်လို့ညာဖြစ်လို့လဲသွားတိုက်ခိုက်နေမယ်ဆိုလို့ရှင်ကျွန်တော်နိုင်ငံမဲ့မျက်နှာပြရမှာလေကျေးဇူးတင်ပါတယ်အဲ့တော့မြန်မာနိုင်ငံကနေပြီးတော့ဟိုဝင်ရောက်ရှင်ပြိုင်နေကြတဲ့အလှမယ်တွေအားလုံးကိုအားပေးကြပါဝင်ရင်ပေးကြပါတို့ရဲ့လိုအပ်ချက်တွေကိုပံ့ပိုးပေးကြပါလိုအပ်ချက်တွေကိုဟိုဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ ်ထောက်ပြအားပေးတာမျိုးပဲလုပ်စီချင်ပါတယ်အဲ့တော့ပြိုင်ပွဲပြိုင်နေဆိုတာကသူတို့နာမည်တွေကိုပဲလွှဲပြီးပြိုင်တာမဟုတ်ဘူးမြန်မာဆိုတဲ့နာမည်ကိုဆက်လွယ်လွယ်ပြီးတော့ခေါင်းပေါ်မှာတာဝန်နဲ့ဝတ်တရားတွေတည်ယူပြီးတော့သွားပြိုင်တာဖြစ်တဲ့အတွက်ကျွန်တော်အားပေးထောက်ခံရမှာကျွန်တော်တို့နိုင်ငံသားတွေရဲ့တာဝန်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဆရာအနေနဲ့ကလည်းအများကြီးထပ်ပြီးတော့ wet train ဖြစ်တဲ့အလှမယ်အလှမောင်းနေအများကြီးကိုထပ်ပြီးတော့မွေးထုတ်ပေးနေအောင်ပါပါစစ်စစ်တမားတယ်